ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမှာကတော့ဆရာနဲ့ညီရေးသားတဲ့တကွေတော့တွေ့ကြအောင်မြည်ဆိုတဲ့ဝိတ္ထုရဲ့အပိုင်းခွန်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာ တကွေတော့တွေ့ကြအောင်မြည်အပိုင်ခွန်သူတို့နူအတူရှင်တွဲ၍ရှောက်လိုက်ကြတော့ညိုညိုကသခင်မြက်လေးထက်မတိမတာကလေးအရဲ့မြင်နေသည်ကျွန်တော်ပစ္စည်းတွေရှိသေးတယ်အတော်ကလေးရှောက်မိတော့ခါတွင်သခင်မြက်လေးကအတန်နှိမ်ကြီးမြင့်ကြီးဖြင့်ပြောလိုက်သည်ဟင်ဘယ်မှာလဲဘူတာယုံနာကကလားဆိုင်မှာ အဲ့ဒီဆိုင်က ရှင်နဲ့အမျိုးတော်လိုလားဟာဗျာကျွန်တော်က ကလားမှာမဟုတ်ပဲညိုညိုကတယောက်တည်းရဲမောနေသည်တခင်မြတ်လေးသည်သူနှင့်ဆက်ဆိုင်နေရသော အမျိုးသမီးကိုအကဲခတ်၍မရနိုင်ပဲရှင်နေသည်ဒီမဲကိုမြတ်လေးခမစိတ်ရှင်နေရာမှာညိုညိုကရုတ်တရက်ခေါ်လိုက်သဖြင့်ခမညိုပြောတဲ့စကားတွေထဲမှာအမှားတွေပါသလား မပါပါဘူးကိုမြက်လေးကိုစော်ကားတဲ့စကားတွေရော ပါသလားမပါပါဘူးဒါဖြင့်ညို့အနေနဲ့ကိုမြက်လေးကိုဘာမှတောင်းပန်စရာမလိုဘူးပေါ့မလိုပါဘူးညို့ညို့ကကောင်းတဆက်ဆက်ညိတ်လိုက်ပြီးပြီးရောပေါ့ရှင်တခင်မြက်လေးဒီတပြင်းတစ်ချက်မှုတ်ထုတ်လိုက်ပြီးနောက်ခေါင်းကိုတွင်တွင်ရမ်းလိုက်သည်ညို့ညို့ကမူသူ့အားလှည့်မကြည့်တော့ပဲ ရှေးမှလျှောက်သွားနေသည် တခင်မြတ်လေးသည်မြို့ကိုအကဲခတ်ရင်းလိုက်ပါသွားနေသည်မြစ်ကြီးနာမြို့ကို ကြည့်ရသည်မှာမျက်စိအေးလာသည်မြို့တွင် ဖြတ်တန်းသွားလာရသည်မှာတက်တောင့်တက်တာရှိလာသည်နားနှစ်ဖက်အနောက်ရှက်ကင်းလာသည်ဒီဆိုင်လာညညိုသည်ပန်ပွေးပင်ကြီးရောက်တွင်ရက်လိုက်ပြီး ထုံဖြူများတုတ်ထားသောကကဆိုင်ကိုကြည့်၍မေးလိုက်သည် ဟုတ်တယ်ထင်တယ်။ဒီနားမှာလက်ဖက်ရည်ဆိုင်ဒီဒီဇိုင်းပဲရှိတယ်မဟုတ်လား။ရှင်တော်တော်အမှတ်သားကောင်းတာပဲ။လျှို့ဝှက်တဲ့ပုံစိုးဒီလိုမှပေါ့။တခင်မြတ်လေးမျက်နာသည်ပုကနေရဲကနေဖြစ်သွားသည်။သူစိတ်ဝင်စားနေမိသောအမျိုးသမီးသည် သူ့အရေးချင်းများကို မသိရှိရမီသူ့ပြောကွက်များကို အရင် တွေ့ရှိသွားလေပြီ။ကဲသွားယူကြည့်လေ။ ဘူတာယုံနာကကလားလက်ဖက်ရည်ဆိုင်တဆိုင်နဲ့ရှိတာရှင့်ဖို့အများကြီးကံကောင်းတာပဲညိုလိုက်တယ်ပြအောင်မလားကိစ္စမရှိပါဘူးတခင်မြတ်လေးကခတ်တုတ်တုတ်ထွက်သွားသောအခါညိုညိုသည်ရေ၍ကြံရိတ်ခဲ့လေသည်၅မိနစ်ခန့်အကြာတွင်တခင်မြတ်လေးသည်အိယာလေးတစ်ခုနှင့်တရေအိတ်တစ်လုံးကို မနိုင်မနှင်းတဲ့ကပန်ပွေးပင်စီသို့ပြန်လာနေသည် ပထမတော့ညိုညိုသည် ရဲ၍ကျင်းနေသေးသည်ပြီးကမှသူသည်တခင်မြတ်လေးထံသို့ပြေးသွားပြီးအရာလိတ်ကိုဆွဲယူလိုက်သည်နေပါစေဘယ်ကနေပါစေလဲရှင်မကုတ်ပစ္စည်းကို မနိုင်တဲ့ဥစ္စာပြောပြောဆိုဆိုပင်ညိုညိုသည် အရာလိတ်ကိုခေါင်းပေါ်တင်၍ရှင်မထွက်သွားလေတော့သည်တခင်မြတ်လေးသည်တရေတက်တာကိုလက်တစ်ဖက်မှဆွဲ၍မနေကြီးအမိလိုက်ခါ ကျွန်တော်တို့ဘာနဲ့သွားကြမလဲရှင်ရှင်ကဘာနဲ့သွားကြလို့လဲမဟုတ်ဘူးလေ အခါတိုင်းညိုညိုတို့ဘာနဲ့သွားတယ်လဲညိုတို့တော့ဒီတိုင်းပဲသွားတာပဲကလေးတွေចောင်းသွားလေဒီတိုင်းပဲညိုတို့ဈေးသွားလေဒီတိုင်းပဲအကိုလေးတို့အလုတ်သွားလေဒီတိုင်းပဲကျွန်တော်လည်းဒီတိုင်းပဲသွားပါမယ်မြင်းရထားစီးရင်တော့ရတယ်ဒါပေမဲ့တပတ်ကြီးဒီတိုင်းပဲသွားပါမယ် အိမ်မှာတော့စပိန်နှစ်ပြည့်ရှိတယ်။ညိုတို့လည်းတခါတလေတော့စပိန်နဲ့သွားတယ်။တော်ပါပြီဒီတိုင်းပဲသွားပါမယ်။ရှင်တို့ဖြင့်သူတို့နှစ်ဦးသည်မိရထားဝင်တဲ့သို့ရောက်ရှိလာကြတော်သည်။သူတို့ဖြတ်တန်းသွားသည့်နေရာတွင်မိရထားလန်း၅လမ်းရှိရာလမ်းတလမ်းသာရှင်းနေပြီးဂျန်လမ်းများတွင်တွဲများရပ်ထားလေသည်။ညိုညိုသည် တွဲတို့နှစ်ခုကိုကွေ၍သွားပြီးကုံတွဲရှိကြီးကြတော်မှာ တွဲတစ်ခုကြားမှပေါ်ပါစွာပြတ်ကျော်သွားလေသည်တခင်မြတ်လေးသည် ရှေးမှမျိုးသမီးကိုစိတ်ဝင်စားစွာလေးလာနေရင်နောက်မှလိုက်ပါသွားရလေတော်သည်ဇထလန်များကိုလွန်သောအခါတွင် မကြမီမှ တူထသောသူမြောင်ကြီးတစ်ခုကို တွေ့ရလေသည်မြောင်မှရင်ကောင်းလောက်နှက်ပြီးတလန်ကြော်ကြော်ကြဲလေသည်မြောင်မှတိတ်ရှည်လျားလာသည်မဟုတ်၍ခွေသွားနိုင်တော်လဲ ညိုညိုသည်အိယာလိတ်ကိုရွက်ရင်းလွာကနေခုံကျော်သွားလေသည် တခင်မြတ်လေးသည် မျက်လုံးပြူသွား၏သူအနေနဲ့အလေးချင်းမရှိ၍ခုံမခုံနိုင်ပါမလားဟုတန်တရားရှိတော်လဲမိန်းကလေးတယောက်ကခုံကူသွားပါလျက်နဲ့သူကကြွေ၍မသွားသင့်ချေညိုညိုရေမောမီကိုလည်းကြောက်လှပြီးဖြစ်သည်ဖြင့်ချိန်၍တားခုံလိုက်ရပါသည်ကံကောင်းထောက်မှသည်ဖြင့်တစ်ဖက်မြောင်းနှကန်းကို မိယုံကလေးထောက်မိပြီးရောက်ရှိသွားလေသည်။ဥပြင်းလှသော မန္တလေးမှအိမ်မြသောမြကြီးနာသို့လာရောက်ရခြင်းဖြစ်တော်လဲသခင်မြတ်လေးတကူလုံးချွေဆိုလျက်ရှိကြပြီ။တို့ရတွင်မိယထားတွဲများနှင့်မြောင်းကြီးကိုကြော်မိသောအခါတွင် မြင်တွေ့ရသော ရှုခင်းသည်ဘဝင်အေးစရာဖြစ်၏။တောင်ကုန်းကလေးများတောအုပ်ကလေးများသည်ဝါဝါစိမ့်နေ၏။လူသွားလမ်းကလေးသည် ောင်ကုန်းကလေးပေါ်သို့တက်သွားကတစ်ဖက်သို့နှိမ်ဆင်ပြီးပျောက်သွား၏တပံတစ်ဖက်တောင်ကုန်းကလေးပေါ်သို့အတက်တွင် ထင်းကနေပေါ်လာပြန်၏တဖြည်းဖြည်းနှင့်ပထမ တောင်ကုန်းထိပ်သို့သူတို့ရောက်သောအခါတွင်တောင်ချီလျှောလမ်းစဉ်ပိုင်းနှင့်တကွတောအုံငယ်တစ်ခုအတွင်းသို့ပျောက်ဝင်သွားသောတချီတမျောလူသွားလမ်းကလေးကိုစမ်းရည်စည်းတစ်ခုပမာ တွေ့ရပါသည်တော်တော်မောနေပြီလားညိုညိုသည် တောင်ကမူထိပ်ပိုင်းလောက်တွင်ရပ်၍နောက်သို့လှည့်ကြည့်ပြီးမေးလိုက်၏ယခုတစ်ချိန်တွင်မူသူမ၏မျက်နှာသည် ပြောင်လောင်တယော်သည့်အနေထားဟာတိုက်ဟန်ရေမောမြည်ရိတ်ရောင်တို့ကို မတွေ့ရှိရသဖြင့်သခင်မြတ်လေးသည်တက်တာယာအများကြီးရရှိသွားသည်လက်ဆက်တော်လေးကို ရှုရှက်ရ၍၎င်းဝါဝင်းသောရှုခင်းကိုမြင်တွေ့ရ၍၎င်း သူကောင်းသည်အတော်ပင်ကြည်လင်းလာတော်သည်မမောပါဘူး ညိုးလို့မျိုးကမင်းမျိုးနဲ့တူတယ်။မင်းမျိုးကညိုးလို့မျိုးနဲ့တူတာရောမဖြစ်နိုင်ဘူးလား။အမျိုးသမီးကဒေတာစိတ်ပြင်းထန်စွာဖြင့်မေးလိုက်သည်။ဖြစ်နိုင်ပါ रे ။တူတယ်ဆိုတာကဒီလိုတောင်ကုန်းလေးတွေစိတ်နေတာကိုပြောတာ။မင်းမျိုးမှာတင်းရှူးပင်တွေယူကလစ်ပင်တွေတွေ့ရတယ်။ဒီမှာတော့ခုနမှာတောက်ကလေးတစ်ခုဒီနားမှာတောက်ကလေးတစ်ခု တွေ့ရတယ်။ ကျွန်တော်တော့တောအုပ်ကလေးတွေကိုပိုးသဘောကျပါတယ်တောအုပ်ထဲဝင်သွားရင် ပိုးပြီးသဘောကျစရာကောင်းသေးတယ်တစ်ခက်လှိုင်ကိုကြီးတစ်ခုတည်းကို ဝင်သွားရတဲ့အတိုင်းပဲအခုရောကျွန်တော်တို့ဝင်သွားရမလားဝင်သွားရင်လည်းဖြစ်တာပဲ၊ကြွေသွားရင်လည်းဖြစ်တာပဲဒါဖြင့်ဝင်သွားကြတာပေါ့ညိုညိုက သူ့အားတစ်ချက်ကြည့်ပြီးဘာမှပြန်မပြောတော့ပဲလမ်းချင်းကလေးတိုင်းရှေ့မှလျှောက်သွားလေ လမ်းစဉ်ဆောင်၍ဂုံတစ်ခုကိုတက်ရပြန်တော့မည်ပြုတွင်ကိုမြက်လေးမန္တလေးမှာဘာလုပ်တလဲចောင်းဆရာပါဒီလိုဆိုဘယ်မော့ခံနိုင်မလဲပြေလေအဲ့ဒီတတာညိုဆွဲခဲ့မယ်ဟိုမောက်တာပဲအဲ့ရလေးကိုညိုယူခဲ့တာတောင်လွန်လာပြီညိုတို့ကကျင်းသားရနေပြီညိုတို့အိမ်ကတော်တော်ဝေးသေးတယ်နောက်ထပ်ဒီလိုဝင်းမျိုးသုံးဝင်းနဲ့လေတခွက်ဖြတ်ရအောင်မယ် ဲ့ဒီကြမှာလမ်းမကြီးကိုတွေ့မယ်။ကိစ္စမရှိပါဘူး။ကျွန်တော်သွားနိုင်ပါတယ်။ဒါလေးကျင်ကန်းအစပဲပေါ့။ကျွန်တော်တို့ဟာကိုယ်တိုင်းပြည်လွတ်လပ်ရေးအတွက်ဒါထက်အစာပေါင်းများစွာခက်ခဲပင်ပန်းတဲ့အလုပ်တွေကို လုပ်ကြရအောင်မယ်မဟုတ်လား။ကျွန်တော်ဆိုရင်တခင်မြတ်လေးဒီပြောလက်စစကားကိုဖျက်လိုက်သဖြင့်ညိုကလှည့်ကြည့်လိုက်သည်။ဆက်ပြောလေ။ဩကျွန်တော်ဆိုရင် နောက်ပိုင်းမှာ ခရီးချမ်းခရီးပြင်းတွေအများကြီးဆက်သွားကြရှိတယ်။ကိုမြတ်လေးကဘယ်အထိခီးဆက်အောင်မှာမဟုတ်လို့လဲ။အဲတည်တည်ဆာဆာတော့မပြောနိုင်သေးဘူးပေါ့။ကိုရဲ့မောင်တို့အဆက်အသွယ်လုပ်ပေးရင်တရုတ်ပြည်ခြုံကင်းထိသွားဖို့ပဲ။ရှင်တရုတ်ပြည်တရုတ်ပြည်ကိုဘာလုပ်ဖို့လဲ။ကျွန်တော်တို့ဟာကိုတိုင်းပြည်လွတ်လပ်ရေးအတွက်အဖက်ဖက်ကကြံစနေကြတယ်မဟုတ်လား။တရုတ်ပြည်မှာဂျပန်ကျူးကျော်မှုကို လက်တွေ့ခုခံတိုက်ခိုက်နေတဲ့မျိုးချစ်တပ်သားတွေအများပြားရှိတယ်မဟုတ်လားကျွန်တော်တို့ဟာသူတို့နဲ့ပူးပေါင်းပြီးအာရှတိုက်မှာဂျပန်စစ်ဝါဒလွှမ်းမလောင်ခုခံတိုက်ကြရမယ်မဟုတ်လားရှင်ဂျပန်ကိုတိုက်မယ်ဟုတ်လားညိုညိုက အလန့်တကြားမေးလိုက်သည်ဟုတ်တယ်လေအင်္ဂလိပ်ကိုမတိုက်ဘူးလားညိုတို့အခု အင်္ဂလိပ်ကိုတိုက်ဖို့လုပ်နေကြတာမဟုတ်ဘူးလားမြန်မာပြည်လွတ်လပ်အောင်ဂျပန်နဲ့ပေါင်းပြီး အင်္ဂလိပ်ကိုတိုက်ဖို့လုပ်နေကြတာမဟုတ်ဘူးလားဂျပန်နဲ့ပေါင်းပြီးအင်္ဂလိပ်ကိုတိုက်ရုံနဲ့ကိုတို့လွတ်လပ်ရေးရပါမလားဘာလို့မရရမှာလဲမျိုးတို့ပေါ်မတရားအုပ်စိုးနေတဲ့အင်္ဂလိပ်တွေမရှိတော့ရင်မျိုးတို့လွတ်လပ်တာပေါ့အင်္ဂလိပ်တွေမရှိတာကတော့ဟုတ်ပါပြီဂျပန်ကဘယ်တော့ထားမလဲဂျပန်ကသူ့တိုင်းပြည်သူပြန်มาပေါ့လွယ်လာကြည်လားသူများတိုင်းပြည်လွတ်လပ်ရေးအတွက်အဝေးကြီးကနေ ငွေကုန်ကြေးကြခံအသက်အသေးခံပြီးလာတိုက်ပြီးတော့အသာကလေးပြန်သွားမျိုးတို့ကဒီလိုပဲထင်ထားသလားဟင်အဲ့ဒါတော့ညိုမသိဘူးညိုသိတာကတော့ဂျပန်ကူညီနဲ့အင်္ဂလိပ်ကိုတိုက်ဖို့ပဲဒီတော့ကိုမြက်လေးတို့ကအင်္ဂလိပ်ကိုမတိုက်တော့ဘူးလားတိုက်မှာပေါ့ဂျပန်ကိုရောတိုက်မှာပေါ့ဟင်ဒါဖြင့်နှစ်ယောက်စလုံးဂျိုင်းတို့တိုက်မှာပေါ့ဒါတော့မပြောတတ်ဘူး ဂျိုင်းတူတိုက်ချင်တိုက်မယ်တယောက်ပြီးမှတယောက်တိုက်ချင်တိုက်မယ်ဒါဖြင့်ဘသူ့ကိုအရင်တိုက်မလဲဒါတော့အခုမပြောနိုင်သေးဘူးအရေးကြီးတာကကျွန်တော်တို့လက်ထဲမှာတနက်ရှိဖို့ပဲလက်နဲ့ထုတ်ပေးတဲ့လူနဲ့ပထမပေါင်ပြီးတယောက်ကိုအရင်တိုက်ရမှာပဲပြီးတော့အဲ့ဒီလက်နဲ့အဲ့ဒီစစ်ပွဲတွေ့ကြုံတဲ့ခြံတယောက်ကိုဆက်တိုက်ရမှာပဲဒါဖြင့်ညိုးတို့လောက်တာမယိုးသားဘူးပေါ့သူတို့ကရောညိုးတို့ပေါ်ယိုးသားလို့လား သူတို့ကမျိုးတို့ကိုမိတ်ဆွေအနေနဲ့ကူညီတာမှမဟုတ်ပဲသူတို့မှာအရေးကြီးလို့မရှုနိုင်မကယ်နိုင်ဖြစ်နေလို့ကျွန်တော်တို့စီကအကူအညီကိုခဏယူတာပဲမျိုးကကောင်းရှုပ်သွားသည် သူမကတိုင်ပြည်လွတ်လပ်ရေးအတွက်လွယ်လွယ်ကလေးစဉ်းစားခဲ့သည်ယခုမှတခင်မြတ်လေးထံမှအံ့ဩပွေရာစကားများကိုကြားနေရသည်ဒါဖြင့်ကိုမြတ်လေးတို့ရဲ့တရုတ်တွေကရော မျိုးတို့တိုင်းပြည်လွတ်လပ်ရေးအတွက်စေတနာဝန်ထမ်းတိုက်ပေးကြမတယ်လားဒီမဲညိုအကောင်းဆုံးနဲ့အမှန်ကန်ဆုံးကတော့ကိုတိုင်းပြည်လွတ်လပ်ရေးကိုကိုဖော်သားကိုတိုက်ယူတာပဲဒါပေမဲ့ကိုလက်ထဲမှာအတူတချောင်းမှမရှိတဲ့အခါမှာတခြားကအကူအညီကိုကြည့်ရတာပဲနီလန်မျိုးမျိုးစံစားရတာပဲဒါပေမဲ့တရုတ်တွေဟာအင်္ဂလိပ်နဲ့ဂျပန်လိုနေချဲ့တွေမဟုတ်ဘူးသူတို့ဟာ ကျွန်တော်တို့လိုပဲ နေချက်ကျူးကျော်မှုကိုခံနေရတဲ့လူတွေဘဝတူတွေဒီတော့ကျွန်တော်တို့ဟာကျွန်တပေါက်အောက်ကိုရောက်နေတဲ့လူချင်းချင်းတိုင်းပြည်လွတ်လပ်ရေးအတွက်တိုက်နေရတဲ့လူချင်းချင်းလက်တွဲကြရမယ်မဟုတ်လားတူးကိုတူးကိုကြီးဖေးမကြရမယ်မဟုတ်လားညညိုသည်တခင်မြတ်လေးပြောသောစကားများအားလုံးကိုသဘောမပေါက်တော့လဲပြစ်ပေခြင်းကမပြုတ်ချင်းနောက်ကြမှစဉ်းစားကြည့်မေးဟုပိုင်ဖြတ်ထားလိုက်သည် လောလောဆယ်သူမ၏ကောင်းတဲ့တွင်တစထက်တစသဘောပေါက်လာနေသူမှာသူနှင့်လိုက်ပါလာသောယောက်ျားပြို့သည် သူလောက်အမောပန့်မခံနိုင်တော့လဲသူထက်ကအမျော်အမြင်အတွေ့အကြုံရှိသည်ဆိုသည့်အချက်ပင်သူတို့သည် စကားတပြောပြောနှင့်တရင်ကုံတောအုပ်သို့ရောက်ရှိလာကြသည်အဲ့ဒါဘာပင်ကြီးလဲတောအုပ်ထဲမှထိုးထောင်၍ထွက်နေသောသစ်ပင်ကြီးကိုလက်ညှိုးထိုး၍သခင်မြတ်လေးကမေးလိုက်သည် အပင်ကကြီးတော်လဲအသီးတို့မှာညောင်သီးထက်ပင်ငယ်သေးကြ၏။တပင်လုံးတွင်အရွက်တဝက်အသီးနီနီတဝက်ဖြစ်နေ၏။သတင်းပင်လေ။အော်ဆိတ်ဆိုးရတဲ့သတင်းပင်လား။ဟုတ်တယ်။ဒီတော့ကို သတင်းကုန်းတော်လို့ခေါ်တယ်။သူတို့လျှောက်လာသောလမ်းကလေးသည်နေပြောက်မထိုးနိုင်လောက်အောင်တိတ်သေးသောတောအုပ်အတွင် ဝင်ရောက်သွားလျက်ရှိလေ၏။လမ်းဝင်ပေါက်နေရာသည် လူတကိုဝင်ယုံသာကျဲပြီးလူရက်လွတ်အောင်မမြင့်ချင်းအထက်တွင်မဲမောင်လျက်ရှိလေသည်ဒီတော့ဟုတ်ကအကြည့်ကြည့်လားမကြည့်ပါဘူးဒါပေမဲ့ဒီထဲကိုဖြတ်သွားတဲ့လမ်းကတော့ဟိုကွေ့ဒီကောင်းတဲ့ဝင်းကဘာလမ်းဖြစ်နေတာနဲ့9မိနစ်လောက်ဖြတ်ရတယ်အချို့လဲအမောပြေအေးအေးဆေးဆေးဒီထဲကဖြတ်သွားကြတယ်အရင်လိုတဲ့လူတွေကတော့ဒီဘက်ကကွေ့သွားလိုက်ရင်10မိနစ်လောက်ရှောက်လိုက်ရင်ဟိုဘက်ထိပ်ရောက်သွားတာပဲ။ ကျွန်တော်တို့တော့ဒီထက်ကဖြတ်သွားကြမယ်မဟုတ်လားသခင်မြတ်လေးကတစ်တော်ဝတွင်ရက်၍မေးလိုက်သည်ညိုညိုသည်ရုတ်တရက်ပြတ်မပြေသေးပဲသူ့အားချိန်နေ၏တစ်တော်အတွင်မှငှက်ကလေးများ၏ကျူးရင်တန်သည်သူတို့နှစ်ဦးထံသို့ဆွပြန့်ဖွဲ လွင့်ပါလာချေ၏တော်လေညိုညိုကခေါင်းကိုငုံ၍ခတ်တိုးတိုးပြောလိုက်သည်မင်းကြီးသည် ဟင်းချိုတဲထားရင် ၆ရက်ခက်လျက်ရှိအထဲဝင်လိုက်အပြင်ထွက်လိုက်နဲ့ဆက်ရိုက်လျက်ရှိရောက်ချိန်တံပါလျက်နဲ့မြေတူးမြပြန်မရောက်ကြသေးချင်းခါတိုင်းဆိုလျင်တော့အရေးမကြီးဘယ်ချိန်လာလာဘယ်ချိန်သွားသွားမြေတူးရှိရှိမရှိရှိယခုတော့သတင်းတွေကလည်းခုတစ်မျိုးတော့ကြတစ်မျိုးကြာနေရသည်သတင်းပေးသူကလည်းပေးထားသည်ဒီကြားတဲ့ရောက်ခမဖြစ်သူကလည်းတဖွာဖွာမေးနေသည် ဟဲ့လုံးနိုင်တို့မလာသေးဘူးလားအဲ့မောင်နဲ့မိညိုရောဘာလို့ဒီလောက်ကြားနေတာလဲအိုးအမေစိတ်ကလည်းလာမပေါ့အလကားနေရင် တဖော့ဖော့မေးနေတယ်မနေရည်ဒီရောက်ခမဖြစ်သူကို အမြဲတမ်းရိုးရိုးတည်တည်ပြောလို့ရှိတော့လဲယခုတစ်ချိန်တွင်တော့သူမအားနှိမ့်ဆက်မိမိကုန်များနောက်ထပ်ပေါ်မလာစေရန်လေတံမမလေးပြောလိုက်မိသည်တော်ရွှေစင်သည် ချွေးမဖြစ်သူ၏လေတံပြင်းပြင်းကိုကြားရသောအခါအနေငယ်အံ့ဩသွားတော်လဲချက်ချင်းပင် အခြေအနေမှန်ကိုနားလည်လိုက်၏မနှင်းဤမျက်နှာနှင့်ကနာမငိမ်မှုတို့သည် သူမနှင့်အလားတူပင်ပူပန်တော့ကရောက်လျက်ရှိသည်ကိုမိဖို့ကြောင့်လုပ်ငန်းတွင်အင်မတန်ကြွန့်ကျင်စနစ်ကြသောမနှင်းဤသည်ယနေ့ဖို့အယောင်ယောင်အမမကြီးဖြစ်နေသည်ဟင်းကျိုခက်ရန်တပြည့်ရွက်များကိုတင်းနေသော မနှင်းဤသည် အညွန့်များကိုအမိုက်ထဲလွင့်ပစ်ပြီးအရွက်ကြမ်းကြီးများကို စကားဆောက်ကလေးတွင်ထည့်နေမိသည်။နောက်ဆုံးတွင်မနှင်းရည်သည်ဟင်းချိုရည်များအစမတန်ခန်းကုန်ပြီးကို အမှုမထားနိုင်ပဲခြံဝင်းအပြင်ဘက်သို့ထွက်သွားမိလေသည်။လမ်းမလေကောင်းတွင်ရက်၍အနောက်ဘက်သို့မျောကြည့်လိုက်သည်။တိတ်တိတ်တင်းထားသောတက်ကယ်တထောင်၏အစွမ်းတက်တိကိုဆန်းတက်ရန်ရေကြီးအင်ဂျင်တော်သို့သွားကြသော ခင်မွန်တဲတို့ဤအစာနာကိုပင်မတွေ့ရအရှိတို့ကြည်လိုက်ပြန်သည်ရွက်တစ်များဖြင့်ဝေစာလျက်ရှိသောကျုံမင်ကြီးသည်လူသူရှင်းလျက်ရှိလေသည်သူမ၏ဒုတိယမတ်တော်သူ ကိုအံ့မောင်ကိုလည်းမမြင်ရကိုအံ့မောင်ထံ အကြောင်းကြားရန်သွားသောညို့ညို့ကိုလည်းမမြင်ရမနှင်းရည်သည်ခေါင်းကိုကုပ်၍ဝင်းထဲသို့ပြန်ဝင်သည်တို့ရတွင် ဝင်းဝါသို့ရောက်သောအခါတွင် သူသည်ခြေလန်းတွန်သွားသည်ကျွန်မင်သာလန်းအရှိပဲဥပေါ်ကခြံထဲတွင်လူရင်းနှစ်ခုမြင်မိသလားပဲတကယ်သာဆိုရင်တော့ကိုယ့်အမောင်တွင် စပိန်ပါသွားသည်ဖြစ်၍သူတို့မောင်နှမနှစ်ယောက်သည်ညုတ်တဲ့ဘက်မှလှည့်၍ပြန်လာစရာသာရှိသည်ညိုညိုသည် သူ့ကိုယ်လေးစပိန်နောက်ခုံပေါ်တွင်တင်ပလွယ်ကလေးလိုက်ပါလာရပေမည်ဖြစ်လမ်းမှ လာကြရန် အကြောင်းမရှိတို့ရတွင် ူမ၏စိတ်ထဲတွင် မရှင်သဖြင့်လမ်းမသို့တစ်ခေါက်ပြန်ထွက်၍ချိန်မိသည်စောစောကရှိတ်ခင်းမြင်လိုက်ရသည့်သရံနှစ်ခုသည်ယခုအခါကျုံးပင်အောင် ရောက်ရှိနေပေပြီသူတို့သည်အနောက်ဆူဆူသို့လာလျက်ရှိကြသည်တို့ရတွင် မနှင်းရီဖို့ရှိမလာသူများသည် သူမနှင့်ပို၍နီးကပ်လာသည်နှင့်အမျှပို၍ဝိုးဝါလာလေတော့၏အမှန်အဖြစ်ဆိုလျင်တာမန်မျက်စိကောင်းသူတို့သည် လန်ဆွေလူခြံရှိမှနေ၍ကျုံမင်ကြီးအောက်ရှိလူများကိုတိတ်ခွဲစွာမြင်တွေ့နိုင်သည်ယခုမှမနှင်းဤမျက်လုံးများသည်ပင်မကောင်းကျင်လေပြီလားသူမကမျက်လုံးကိုအထက်ထက်ပို့၍ခြေသည် လူနှစ်ယောက်နှင့်တစ်ယောက်သည်အမျိုးသမီးဖြစ်သည်ယင်းအမျိုးသမီးသည် သူမ၏ကျောင်းမတော်သူညိုညိုပင်ဖြစ်သည်တို့ရတွင်ညိုညို၏ဘေးမှလိုက်ပါလာသူကား သူမ၏ဒုတိယမတ်ဖြစ်သူကိုအံ့မောင်မဟုတ်ချင်းသူမသိတော်မြေသူမြလည်းမဟုတ်ချင်းဤလူကိုသူမတကားမှမမြင်ဘူးသေးချင်းညိုညိုနှင့်သိရှိသူအလုံးကိုလည်းသူမလည်းသိရှိသည်ပင်တို့ရတွင်ယခုလူကိုသူမမသိတို့နှင့်တိုင်းညိုညိုကမူတော်တော်ရင်းနှီးနေပုံရသည် သူတို့နှစ်ဦးသည်တရေရေတမောမောဖြင့်စကားပြောလာကြသည် ရှင်တို့တပြုံပြုံတရွှင်ရွှင်ရှိလာကြရာသူတို့နှုတ်သည်မနှင်းရီကို တွေ့မြင်သွားကြသည်ညိုညိုသည်မနှင်းရီအားလက်ညှိုးထိုး၍အဖို့ဖြစ်သူအားတစုံတစ်ခုပြောလိုက်သည် မနှင်းရီကမူငေးကြောင်၍သာရက်နေမိသည်သူမအနေဖြင့်အခြေအနေကို ပို၍သဘောမပေါက်နိုင်သည်မှာညိုညိုသည်အဲ့ရလေးကြီးတစ်ခုကိုခေါင်းပေါ်မှရွက်ထားသည်တစိမ့်ယောက်ျားပြိုက တရေတလုံးကိုမနိုင်မနှင်းဆွဲလာသည်မမကြီးညိုတို့ကိုထွက်ကြုံနေတာလားဝါတရိုက်ကွာတို့ရောက်ရှိသောအခါတွင်ညိုညိုကလှမ်းအော်၍ပြောလိုက်သည် မနှင်းကြီးကမူမတုံမလုံးညိုညိုနှင့်တစိမ့်ယောက်ျားပြိုအားတလှည့်စီကြည့်နေမိသည်ညိုညို၏မျက်နှာဤမျှပြုံးရွှင်လှပနေသည့်မျိုးကို မနှင်းကြီးသည်အတူနေထိုင်လာသည့်ဆယ်နှစ်အတွင်း တခါမှမမြင်ဘူးမတွေ့ဘူးကဲမမကြီးအိမ်ပြန်ရောက်နေတာကြာပြီလားညနေချင်းဆိုင်ထိုင်ပြီးတော့ခါတွင်ညိုညိုက မေးလိုက်သည် မနှင်းကြီးကညိုညို၏မိကုံကိုမဖြေပဲညို့ကိုလေးရောလာလိုက်မယ်မနှင်းကြီးသည် နောက်ဆုံးတွင် သူမသိချင်းလေးသည်ကိုတိုက်ရိုက်ပင်မေးတော်မည်ဟု ဆုံးဖြတ်လိုက်ပြီးတစိမ့်ယောက်ျားပြိုအားမျက်လုံးတောက်ကဲ့၍ကြည့်လိုက်ပြီး ။ "तू อ่ะဘာတူလဲ?""အိုး၊မန္တလေးကလာတဲ့အသက်အာမခံကိုစလေလေး။မမကြီးရဲ့မောင်ဝမ်းခွဲတော်တယ်။ဖះကြီးမနေ့ကြီးကသူမ၏ရင်ဘတ်ကိုလဝါနဲ့ဖိပြီးရောင်ရဲမြည်တမ်းလိုက်သည်။ရင်းဖြစ်ကိုမြင်တွေ့ရသောအခါတွင်တခင်မြတ်လေးနှင့်ညွညိုသည်ဦးနှဲ့၍ရေမောနေကြလေ။ရင်းခိုက်တွင်နှင့်ရည်နှင့်ဟင်းကြိုးကတ်ကုန်ပြီ ရေတစက်မှမရှိတော့ဘူး။ခြံထဲတနေရာမှာဒေါ်ရွှေစင်ဤအော်ဒန်ထွက်ပေါ်လာသဖြင့်မနှင်းရီနှင့်ညိုညိုသည်ခြံထဲသို့အပြေးလွှာဝင်သွားကြတော့၏။တခင်မြတ်လေးလည်းမဟုမလဲဖြင့်နောက်မှလိုက်ပါသွားလေတော့၏။မြေကြီးမှတိုက်ရိုက်ပွင့်လျက်ရှိသောဘောလုံးပန်းနီနီကြီးကိုတခင်မြတ်လေးသည် စိတ်ဝင်စားစွာ ကြည့်ရှုလျက်ရှိလေသည်။တောင်ခန့်မြင်သောရိုးတန်ထိပ်တွင် ွင့်လျက်ရှိသောဘောလုံးပန်းသည်မန္တလေးသားတဦး၏အမြင်တွင်လှပသော ရွှဲလုံးကြီးတစ်လုံးနှင့်တူနေတော်သည်တခင်မြတ်လေးသည်စိမ့်စိမ့်ဆူဆူများကို ကြည်မြင်လိုသူတဦးဖြစ်သည်နှင့်အညီလန်ဆွေလူခြံကြီးကိုမမောနိုင်မပန်းနိုင်လှက်ပက်သွာလာလျက်ရှိသည်ညိုညိုသည်မနှင်းဤနှင့်အတူမိဘကြောင့်တာဝန်များကိုခွဲဝေထမ်းဆောင်နေစဉ်တွင်တခင်မြတ်လေးအတွက်သင်္ဘောပင်များအကြားတွင် လက်ကလတိုင်တလုံးချထားပေးတော်လဲပူပြင်း၆တွေ့သောအရက်ဒေတာမှလာသူသည်ငင်းငိမ့်စိမ့်စိမ့်မနေနိုင်ပဲအကိုင်းအကျွဲ့အသည့်အပွင့်များကိုသာ လိုက်လံကြည့်စုလျက်ရှိသခင်မြတ်လေးသည်နန္ဒပင်များကြား၌အလေးကျသဖွယ်ပေါရောက်နေသောဘလုံးပန်းများကို မခွဲနိုင်မခွာနိုင်ကြည့်စုနေစဉ်လက်မြောက်သူ့နောက်ဖက်မှအမိန်ပေးတဲ့တစ်ခုပေါ်ထွက်လာသည်ဖြင့်ရုတ်တရက်တော့လန့်သွားမိသည် ို့ရာတွင်လက်ကိုကမမြောက်ချင်းအကြောင်းမူသူ့အားအမိန်ပေးလိုက်သောအတန်မှာအောင်မြင်ပြေဝသည့်လူကြီးတန်မဟုတ်ဘဲဆံမမီသေးသည့်ကလေးတန်တစ်ခုဖြစ်သောကြောင့်တို့ရာတွင် တခင်မြတ်လေးသည်နောက်ဖက်သို့ချင်းချင်းစွာလှည့်ကြည့်လိုက်သောအခါတွင်က ထိတ်လန့်တုန်လှုပ်ဖွယ်ရာဖြစ်ကိုတွေ့ရှိရလေသည် သူ့အားအမိန်ပေးသူမှာသူထင်သည့်အတိုင်းပင်အသက်ရှင်းနေရွယ်ကလေးသူငယ်တူဖြစ်တော်လဲ သူလက်ထဲတွင်ကလူတယောက်ကိုပွဲချင်းပြီးတည်စေနိုင်သောနှလုံးပြူတစ်လက်ကရံငွေလူရန် အစင်သင်ရှိနေသည်ဟဲ့လူကြီးလက်မြောက်လိုက်လို့ပြောနေတာမကြဘူးလားအမိန်ပေးတန်ကဒုတိယကျင်းထွက်ပေါ်လာသည်တနက်ကို မနိုင်မနှင်းချိန်တွဲထားရသောသူငယ်ကလေးသည်တစ်ဖက်သားကသူ့အမိန်မနာခံလျင်ဒဏ်ခတ်ရန်သူ့လက်ညှိုးကလေးကိုတနက်မောင်းမော်သို့တင်လိုက်သည် သေးငယ်သောလက်ညှိုးကလေးဖြစ်သောညာနှလုံးပြူတနက်ခလုတ်လောက်ကိုတော့ဆွဲဖြုတ်နိုင်လောက်အောင်ပင်တံပါပေသည်တခင်မြက်လေးသည် သူ့အားတနက်ဖြင့်ချိန်ထားသော သူငယ်၏မျက်နှာကို ကြည့်လိုက်ရာဘာမဆိုးပြက်ပြက်သားသားရဲရဲရင်ရင်လုံမြည်အရေးရောင်များကို တွေ့ရသည်တစုံတစ်ခုကိုဆုံးဖြတ်ပြီးလျင် မဖြစ်မနေလှုပ်တက်မြည်လူစားမျိုးဖြစ်ကြောင်းသူ့မျက်လုံးများကတက်တေးပြလျက်ရှိသည် နေပါအောင်ကွာမင်းကဘာတူလဲတခင်မြတ်လေးဒီအနေငယ်များထိတ်လန့်ကြောက်ရွံ့သည့်အမူအရာမပြဘဲအေးဆေးစွာမေးလိုက်သည်ကျွန်တော်လားခမရို့လိုအင်္ဂလိပ်လူတော်ကြီးနေချက်လက်ပါစီပလိတ်တွေကိုအမျိုးဖြုတ်မဲ့ကောင်းမဲပြတဲဟုတ်ပါလားကွာဒါပေမဲ့ငါပလိတ်မဟုတ်ဘူးကွာပလိတ်မဟုတ်ရင်စုံတော့ပေါ့ဘာပဲဖြစ်ဖြစ်လက်မြောက်ပြချုပ်ပြစ်လိုက်မယ်သူက အင်မတန်လက်ရနေသည့်အလားပြောပြောဆိုဆိုပင်တနက်ခလုတ်နှစ်ချောင်းနဲ့ရှေ့ခလုတ်ကိုဆွဲစားပြုတ်လိုက်ရာတခင်မြတ်လေးသည်တကယ်ပင်လက်မြောက်ရမည်အချိန်တွေသို့ရောက်သွားတွင်သူတို့နှစ်ယောက်ရှိရာသို့ခွေးနှက်ကောင်းသည် စူညံစွာမန်ဖီဟိဟောက်လျက်ခုံလွားရောက်ရှိလာပေသည်တခင်မြတ်လေးသည်တနက်အန်ဒီရထက် သူအားလောလောဆယ်ကုတ်ဖက်စားတော့တော်မည်အင်ခွေးကြီးနှစ်ကောင်ကိုကြောက်မက်ဖွယ်ရာရင်ဆိုင်နေရပါတော်သည် အောင်နဲ့နှင့်ရန်လုံးသည်ထိုခေတ်ထိုခါကအင်တော်ကြီးဒေတာတဝိုက်တွင်အထင်ရှားဆုံးအကျော်ကြားဆုံးခွေးကြီးနှစ်ကောင်ဖြစ်ပါသည်ဟဲ့ခွေးတွေအောင်နဲ့ရန်လုံးတိတ်ကြစမ်းခွေးအောင်တန်များကြားသဖြင့်မိဘတွေမှဦးရဖာရပြေးထွက်လာသောညို့ညို့ကိုမြင်တွေ့လိုက်ရတော့မှ သခင်မြတ်လေးသည် စိတ်သက်သာရာရရှိသွားလေသည်ညို့ညို့ဤနောက်မှမနှင်းဤနှင့်တော်ရွှေစင်တို့ ရှေ့စဉ်နောက်ဆင်းလိုက်ပါလာကြသည်မိမသား၃ဦးအရေးတကြီးအော်ဟစ်တားမြစ်မှုကြောင့်သာတခင်မြတ်လေးသည်တနက်အင်မတန်ပြစ်ချင်နေသော ကလေးတစ်ယောက်နှင့်တော်မလိုက်ရသည်မှာကြာပြီဖြစ်သော ခွေးကြီးနှစ်ကောင်၏ NDA မှလွတ်ကင်းသွားလေသည်အောင်တက်ကိုညိုညိုက၎င်း၊ရန်လုံကိုမနှင်းကြီးက၎င်း၊မောင်ထွေးမြင့်ကိုဒေါ်ရွှေဆင်က၎င်း၊အတီတီချုပ်ကိုင်းထိမ့်သိမ့်ထားလိုက်သည့်အချိန်မှပင်ခြံဝင်းထဲသို့ လူကြီး၃ယောက်အလူအရဲဝင်လာကြလေသည်၎င်းတို့မှာဥထွန်းပေါ်တခင်လွန်နိုင်နှင့်မုတ်ဆိုးကြီးဥမင်းတင်တို့ပင်ဖြစ်ကြသည်သူတို့သည်စိတ်ပြက်လက်ပြက်ဖြင့်ရှောက်လာနေကြရာမှခွေးဟောင်တံများစုညံတံများကိုကြားရသဖြင့်ခြံထဲသို့အပြေးလွှားဝင်ရောက်လာကြရာတွင်ဘယုတ်ဒုက္ခရှုခင်းကိုမြင်တွေ့ရလေသည်အဖြူမွေးဟူ၍တပင်မျှမရှိသောအောင်နဲ့ကိုချုပ်ကင်ထားသည့် ဟိုယိုပါယာညို့ညို့ကို၎င်းတမင်ကြီးတကောင်နှင့်အလားတူသောရန်လုံးကိုဂုံမကင်ထားသည်မနှင်းဤလက်တစ်ဖက်မှဟင်းရီဆက်လက်နှင့်ကြောက်ချိုစုံကြီးကို၎င်းထွေးမြင့်ကိုဖတ်ထားသောဒေါ်ရွှေစင်ခြေောက်တွင်ကျွဲ့တစ်ဖက်နွားတစ်ဖက်စိတ်ထားသော ဖနက်ကို၎င်းအကြိမ်တစ်ခါမှမမြင်ဘူးသောပုံပြက်ပန်းပြက်လူရွယ်တဦးကိုလက်ထဲတွင်တိတ်ကိုင်းကြောက်တစ်ခုကိုကင်ထားလျက်သား၎င်းတခင်လုံးနိုင်တို့လူစုနှင့် ညိုညိုတို့လူစုသည်ယောနောမိကြသည့်အတိုင်းဤသူကဤသည့်စကားမှမပြောနိုင်သေးပဲတူကိုတူကြောင်စီစီ ကြည်နေကြ၍၎င်းညိုညိုက အကူကြီးတောင်းခံမိနေဖြင့်လှန့်ကြည့်၍၎င်းမန်းနေကြီးကလက်ထဲမှ ရောက်ချိုကိုဖွေရန်လျက်သူကမန္တလေးကလာတဲ့အသက်အာမခံကိုစလဲစမရဲ့မောင်ဝမ်းခွေဟေးယောက်ျားကြီး၃ဦးက ်ဒိုင်တူအာမေဒိတ်တန်ပြုတ်လိုက်သည့်အချိန်၌ထွေမြင့်၏လက်မတနက်သည်မြေကြီးပေါ်သို့လွတ်ကျသွားလေတော့၏ နာဆင်ပေးခဲ့ကြတဲ့လူတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာနောက်လာမယ့်အပိုင်း၈ကိုလည်းစောင့်မျှော်နာဆင်ပေးကြပါအောင်ခင်ဗျာ